ဒီတိုင်းကခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်ပေါ့မြို့ဒီရောလေးမြို့ရဲ့အဝင်ပေါက်ကံကောစောထီလက်နော်တောက်ထုဒီမြို့ရဲ့အဝင်ပေါက်ပေါ့မြို့ဒီနော်ရောလေးမြို့ရဲ့အဝင်ပေါက်ကြီးအဲ့ဒီခင်ဗျားတို့တောက်ထုတို့မင်းတက်တို့ဟိုဘက်ဆိုကံပတ်လက်ကံပတ်လက်ဆိုလို့ဟိုဘက်ဆိုရခိုင်ရုံးမရခိုင်ရုံးမအတိုင်းမှာခုတဖြည်းဖြည်းနဲ့လူတို့တွေအေးတွေကနော်ဘုရား ဝင်ရတဲ့နေရာတိုင်းဝင်လို့မှာပဲရတဲ့နေရာတိုင်းဝင်ချမှာပဲဟုတ်လားပြီးလို့စင်အင်အားတောင့်မယ်လက်နဲ့လက်နဲ့ကပြီးလို့စတိုင်းမကင်နိုင်ဘူးပြီးလို့စတိုင်းမကင်နိုင်ဘူးတော့လဲဒေါ်ဘဖို့လို့ရနော်အားလေးဦးစင်တော့ပြောချင်ဘူးခါလေးမပြောချင်ဘူးနော်အဲ့တော့ခါလေးဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်ခင်ဗျားတို့မကြိုက်ဘူးဆိုတာလည်းတည်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အေအေထိုးစစ်ပေါက်မျိုးနယ်ကိုရောက်လာနိုင်တော့မည်ဖြစ်ကြောင်းပောက်ကူတော့အထူးသတိပေးလိုက်သည်မူ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမျိုးတွေကောင်းကောင်းနဲ့ခင်ပါဗျဒီနေ့ဟာစနေရက်ဆယ်လပိုင်း2025ဖြစ်ပါလေဗျာဒီနေ့ကတော့အဝေးတိုင်းပခုတ်ကိုခရိုင်နမခနေမီတဲ့ပေါ့နော်ပေါ့မြုံနယ်ဇီးပြားတေရောကပေါ့မြုံနယ်ရဲ့တောင်ပိုင်းဆိုလို့ရှိရင်တက်ကုန်တိချိုကိုပင်တော့ဒီလိုကွယ်ဒီလိုကွယ် ပတ္တဆာရဲ့တကယ်တောင်းတောင်းမီအမကန်ရွာလေးပေါ့တကယ်ကိုတက်တီနဲ့နိုင်ပြီပုံမှာထားတဲ့စိတ်တိုင်ရောဘာမှကိုဖိကျက်မရှိကြောစရာမရှိဆိုတဲ့ပတ္တဆာရွာလေးလိုပဲပြောရမှာပါဗျာဘလောက်ပဲသူတို့တွေတက်တဲ့ဘဝခက်ခဲပါစေကြမ်းတမ်းပါစေသူတို့တွေဟာစိတ်ခါပါဆိုပြက်လက်မှုဆိုလဲခဏခဏချင်းဆိုင်ရပါတယ်ခဏခဏချင်းဆိုင်ရပါတယ် အခါလေးလို့ရိုက်ခါအစိုးရဆုံးနေရာရှိကိုအစိုးရဆုံးဆိုတဲ့အနေထားကြီးကိုဖြစ်ပါတယ်နော်ဖြစ်ပါတယ်ဒကာကြီးတို့ကတော့မဇက်ကလေးကလွယ်တာပေါ့လက်နဲ့ပြန်အလိုက်ပေါ့မတိုက်ချေလက်နဲ့ပြန်ပေးလိုက်ပေါ့ဆိုစကလုံးနေနဲ့ဒါတော့လဲဦးစင်းတို့ကမပြောရဲလို့မဟုတ်မပြောရဲလို့မဟုတ်နော်ဒကာကြီးတို့ပြောတဲ့ဒကာကြီးခါတလေးဆိုရင်လက်သက်ကတာဝရှိလို့ရှိသေးရောဒီရောတည့်ရဲ့လောက်တော့ပြန်မေးရမယ်ခေစိုက်လေပြန်မေးရမယ်ခေစိုက်ဒါဦးစင်းတို့ ပြောချင်တာလဲဆိုလို့ရှိရင်ငါတို့လည်းကြည့်ပါရဲ့ကဘုလိုကဒါခဏတေော်ခိုင်းလို့ဈေးပြလို့ဆိုလို့ရှိရင်ဘယ်လိုခဏတို့ဒီတက်နေရနေလိုက်ပဲလဲနေရာဖြစ်မိုင်မီတာဘယ်လောက်ထိတက်လို့တို့လုံးလာပဲလုံးတော့မှလက်နဲ့ရတယ်လက်နဲ့တည်ရတယ်အလောင်းနှလောင်းရတယ်လက်နဲ့လင်းကားလက်ရတယ်နော်ဒီမှာဆိုရင်ရွှေဘတွေနဲ့ကုလားကုလားရွှေတို့ပေါ့ဗျာနော်ဗီဒီယိုစစ်တီဒါတောင်းတောင်းပြီပဲတောင်းတောင်းပြီပဲ နော်။စာရီရတော့ဖတ်မပြတော့ပါဘူး။စာရီဖတ်ပြနေလို့ရှိရင်ခင်ဗျားတို့စာရီရကျွန်မဘာလို့ပဲလဲဆိုလို့ရှိရင်တို့တို့ဆက်လက်တိုက်ရဲတယ်။ပီဒီအကျမ်းဖက်ကလည်းတို့တွေဘလောက်ပဲတိုက်ရတယ်ခြာရဲတယ်။နော်ခြာရဲတယ်။ဒါပေမဲ့ဘာလို့ရနေရလဲ။ဒိခါရန်လိုအပ်နေပါပြီ။ဒိခါရန်လိုအပ်နေပါပြီ။နော်။တေယောကိုင်းတို့ဇီဝါတို့ဆိုလို့ရှိရင်မြေတောက်စားရစီမပါကြားပါလေအနေထားနော်ကျန်နေပါလေထုံနည်းပြူဆောင်ပဲသိကုန် တောင်ပြုတ်စားလို့ရတဲ့အနေအထားပေါ့နော်။တနေ့ပိုင်းလဲအခုနေ့တူတာဒီလိုစီပါလေ။နော်ဒီလိုစီပါလေ။ဒိခါဘာကြောင့်ဒီလောက်ထိမပို့နိုင်ဘာကြောင့်လောက်ထိမတော်နိုင်ရတာလဲ။ဒါမို့ပေါ့။တခါကြီးတို့မှလည်းခက်ခဲနေရှိတယ်ဆိုတော့နားလေတယ်။ခက်ခဲနေရှိတယ်ဆိုတော့နားလေတယ်။အဲ့လိုလူရင်းတူရင်းပြောချင်တာလားပေါ့မြောင်တဲ့ပရသဗီလူစစ်တွေရွာလေ။ဒိခါကိုရောက်ပို့ပြပါ။ဒိခါကိုရောက်လို့ပြပါ။ဒီချိန်မှာစိတ်တပိုင်းနေဖြစ်တယ်မို့ရမ်းလို့တယ်။ စိတ်ဓာတ်တွေရန်တက်ကြွအောင်လို့လေနော်တက်ကြွအောင်လို့ခင်ဗျားတို့ကြည်ပါအခုဆိုလို့ရှိရင်ဒီတိုင်းနာခင်ဗျားတို့ပြစ်ထားအောင်မယ်ဆိုလို့ရှိရင်ပေါ့မြို့ဒီရောလေးမြို့ရဲ့အဝင်ပေါ့ကံကောသောထီလင်းနော်တောက်ထုဒီမြို့ရဲ့အဝင်ပေါ့ပေါ့မြို့ဒီနော်ရောလေးမြို့ရဲ့အဝင်ပေါ့ကြီးအဲ့ဒီခင်ဗျားတို့တောက်ထုတို့မင်းတက်တို့ဘယ်ဆိုကံပတ်လဲကံပတ်လဲဆိုလို့ဘယ်ဆိုရခိုင်ရုံးမှာ တခါရုံးမတိုင်မှာခုတဖြည်းဖြည်းနဲ့လူတွေအေးတွေကနော်လူတို့ဝင်ရတဲ့နေရာတိုင်းဝင်လုံးပါပဲရတဲ့နေရာတိုင်းဝင်ချပါပဲအဲ့တော့ကိုယ့်ဘက်ကလည်းအင်အားတောင်းဖို့လိုတယ်စိတ်ဓာတ်ပိုင်းတက်ကြောက်ကိုအရန်လိုအပ်တယ်အရန်လိုအပ်တယ်နော်တော်တော်ကြီးကိုဒါတွေကလိုအပ်တဲ့အရာတွေပြည်သူစစ်တီးတမ်းများမွေးကိုရာကြီးပင်လို့ဆိုလို့ရှိရင်လဲဟုတ်လားပြည်သူစစ်အင်အားတောင်းတယ်လက်နဲ့လက်နဲ့ကပြည်သူစစ်တိုင်းမကင်နိုင်ဘူး လူစတိုင်မကင်နိုင်ဘူးတော့လဲတော့ဘာဖို့လိုရဲနော်အားလေဦးစင်းတော့ပြောချင်ဘူးခါလေးမပြောချင်ဘူးနော်ဒါတော့ခါလေးဒီလိုပြောရင်ခင်ဗျားတို့မကြိုက်ဘူးဆိုရလဲတည်တယ်ခင်ဗျားတို့မကြိုက်ဘူးဆိုရလဲတည်တယ်ဒါနဲ့ပြောပြမှာဒါတွေကမိပြတော်မှာရှိတဲ့လူကြီးတွေမတည်ဘူးလူကြီးတွေတာဝန်ရှိလူကြီးတွေမတည်ဘူးခါကျော်ကြီးလည်းမတည်ဘူးသူကျော်ကြီးလည်းမတည်ဘူးမိသားရေးလူကြီးတွေလည်းလုံးဝမတည်ဘူးနော်လုံးဝမတည်ဘူးမတည်တဲ့ຢာတွေတိုင်မိုးကြီးလည်းလက်မကတိုင်မိုးကြီးလည်းလုတ်ပါတယ်လုတ်ပါတယ်ဒါကြီးလုံးဆောင်ချက်တွေလည်းကောင်းပါတယ်အောင်ဝဲအလီတွေလည်းထိုက်ကြပါတယ်နော် ခမလည်းစัจ java ရေမင်းမဟုတ်တော့လက်ညှိုးညံရေမဖြစ်တော့လိုအပ်ချက်ကတော့ရှိပါဘူးအဲ့ဒါဦးစင်းတို့ကလည်းအဲ့ဟာကိုလိုအပ်ချက်တွေကိုဦးစင်းထောက်ပြမှာဦးစင်းတို့ရဲ့အလုပ်ဦးစင်းတို့ရဲ့အလုပ်နော်ဒီလူစတီရဲ့ရွာတွေလိုအပ်တဲ့ရွာတွေမှာထောက်ပြသူတို့ကလည်းရှင်းရှင်းပဲဖုန်းဖို့တပြည့်တော့မှအားကိုးစရာဆိုလို့ဖုန်းကြီးတစ်ပါးပဲရှိတယ်ဗျာတဲ့ဖုန်းကြီးတစ်ပါးပဲရှိတယ်ဒီလူစတီကတပြည့်လို့စစ်တပ်မှာလည်းမကြောက်ပါဘူးဗျာတရားမှာလည်းမကြောက်ပါဘူးဗျာဒီရိတ်ခါအတွက်လုံလောက်လို့ရှင်ကလေးတွေဖိုးပွားရရရပါပြီဗျာတဲ့သူတို့ကလည်းကန်းကုန်တယ် တို့ကလည်းအားကိုးစရာဥစဉ်ဥစဉ်ကလည်းအားကိုးစရာဆိုဒီပဇာစပိကာပဲရှိတယ်နော်ဥစဉ်ရဲ့ပို့တာဝရှိပုဂ္ဂိုလ်များလူကြီးမင်းများနော်ပေါင်းမျိုးမခွေးတိုင်းမှာရှိတဲ့ဝင်းကြီးချုပ်နော်နောက်ထပ်အခုတ်ကူကနော်မခွေးရဲ့ကိုယ်စားလှယ်မခွေးတိုင်းမှာအရွေးခံမဲ့အမှန်လောင်းနေဒီအမှန်လောင်းနေရောနော်ဒါလေးကိုအတတ်နိုင်ဆုံးကူညီပေးဖို့အတတ်နိုင်ဆုံးလူကြီးတွေနားကိုပေါက်ဖို့အတွက်ကိုဆောင်ရွက်ပေးပါလို့ပေါက်ဖို့တော့ပေါ့မြုံနယ်ဘီလူးစစ်တီရဲ့ကူစားပေါ့မြုံနယ်ဘတ်တာဆာတီရဲ့ကူစားပေါ့မြုံနယ်ရဲ့ပါရမီရှင် ရွှေဘတွေเนาะရဲ့ကိုစားပေါ့ဗျာရွှေရွှေဘတွေရဲ့ကိုစားကိုလာရွှေတို့ရဲ့ကိုစားเนาะဘောဘောကိုတော့ကနေမှာเนาะအလုံးအညွဲ့မေတ္တာရခံတောင်းဆိုပါတယ်ဗျာအလုံးတော့နေရီကန်စခန်းကိုအေအေကအပြည့်ဝနှီးပါပိတ်ဆို့ထိန်ချုပ်စစ်အုပ်စုဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရာလန်ရှိနေရီကန်တောင်ကဘာလုံးပြူဟာကုန်းစခန်းကို အရခတတ်တော် AA နှင့်မဟာမိတ်တပ်များကအပြည့်ဝနီဘာဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီးစစ်အုပ်နေဖြင့်ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီဖြစ်ကြောင်းစစ်ရေးတရင်ရင်အမြင့်များထံကသိရသည်ဖိုက်တာကုန်းနှင့်ဂုတ်ကြီးစခန်းတို့ကိုအော်တိုဘာလဆန်းပိုင်းတွင် AA ကတင်ပိုက်ပြီးနောက်ဗဒန်းစစ်မျက်နှာတို့ရခိုင်ရိုးမဘက်မှဝင်လာမိတိုက်စစ်အတွက်အချက်ချနေမည်ဖြစ်သောနက်ရီကန်ကဘာလုံးစခန်းမှာဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုခံလိုက်ရကြောင်းဘူကြီးစင်ယောကမစီမာတို့ပြောသည် နယ်ရီကစခန်းကတော့လက်ရှိဒီနေ့အထိစစ်အုပ်စုတက်ဆွဲထားတော့မှရှိသေးတယ်ထားပေမဲ့ယာနုံတော်တော်များများကိုအာရခတ်တတော် AA နဲ့တပ်ပေါင်းစုတွေကဝိုင်းပပိတ်ဆိုပြီးထိန်းချုပ်လိုက်နိုင်တဲ့သဘောတော့ရှိတယ်အဓိကကတော့အုပ်ချုပ်ထောက်ပံ့မှုကဂုတ်ကြီးရော ပစီနာကဖိုက်တာကုန်းရောဒီလန်းတွေကိုပိတ်ထားလိုက်ပြီး ဲ့ဒီစခန်းကုန်းတွေကိုရလိုက်ပြီဆိုတော့အကျန်းဖက်စစ်တဲ့အတွက်ဆက်သွယ်ရေးလမ်းကြောင်းတွေကပြတ်တလောက်နှိပါဖြစ်သွားပြီးဟူရင်းကဆိုသည်လက်ရှိတွင်နေရီကံပြူဟာစခန်းတစ်ခုလုံးကိုတိမ်ပတ်ရရှိထားကြောင်းသတင်းများထွက်ပေါ်နေတော့လဲအာရခတတော်အေအေဗမာရလူနှိပါဖြစ်နေပြီးယနေ့နံနက်ပိုင်းထိစစ်ကော်မရှင်တပ်ဖက်ကအင်အားဖြစ်တင်းခြင်းနဲ့လက်လွတ်လိုက်ရသည့်ကာကင်းစခန်းများပြန်လည်ရရှိရန်လေကြောင်းပစ်ကူများဖြင့်ပစ်ခတ်နေစေဖြစ်ကြောင်းဒေတာတွင်စစ်ရေးသတင်းရင်းမြစ်ကပြောသည် နဲ့ရေကန်ပြူဟာကုန်းကရလူနီပါတော့ဖြစ်နေပြီးတခုလုံးရတာတော့အတီးပြူလို့မရနိုင်သေးဘူးစစ်ကောင်စီတဲ့ရဲ့ရိတ်ခါလမ်းကြောင်းတွေကိုအေအေကပိတ်ဆို့ထားလို့လေကြောင်းတခုပဲပို့လို့ရတော့တယ်ဒါပေမဲ့အထဲမှာပိတ်မိတဲ့စစ်သားတွေရိတ်ခါပြတ်နေပြီးကြားတယ်အခုချိန်ထိပစီရွာကစခန်းတွေကုတ်ကြီးတို့ကိုကကထိန်းချုပ်ထားနိုင်တာတော့ဟုတ်တယ်ဟုမြင်းကမက်ဆီမောက်ကိုပြောသည်